ားလုံးပဲမင်္ဂလာပါရှင်လလသန်အဒီဝချန်နယ်လေးမှာပြန်လဲကြိုဆိုလိုက်ပါရရှင်အချင်းစီမံခန့်ခွဲမှုအချင်းစီမံခန့်ခွဲမှုသည်ကျွန်တော်တို့ရဲ့နေစဉ်ဘဝတွင်အရေးကြီးဆုံးသောကြိုးကျင်မှုတစ်ခုဖြစ်ပါတယ်ကောင်းမွန်သောအချင်းစီမံခန့်ခွဲမှုကကျွန်တော်တို့ရဲ့အလုပ်၊ပညာရေး၊ကိုယ်ရေးကိုယ်တိုင်နဲ့မိသားစုဘဝများတွင်ပုံမထရစွာအောင်မြင်မှုရရှိစေပါတယ်။ နေ့စဉ်ဘဝတွင်အခက်အခဲများစွာတွေ့နေရတဲ့အခါအချိန်စီမံခန့်ဝဲမှုကအရေးပါလာပါတယ်။ကျွန်တော်တို့ရဲ့အချိန်ကိုထိန်းချုပ်နိုင်ခြင်းသည်ကျွန်တော်တို့၏ဘဝကိုထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။အချိန်စီမံခန့်ဝဲမှုဆိုတာဘာလဲ Time Management အချိန်စီမံခန့်ဝဲမှုဆိုဒီမှာကျွန်တော်တို့ရရှိသောအချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ရန်စီစဉ်ခြင်းဦးစားပေးသတ်မှတ်ခြင်းနဲ့ထိန်းချုပ်ခြင်းတို့ဖြစ်ပါတယ်။ဒါဟာနိုင်ရွေရက်တွေကို စီမံခန့်ခွဲခြင်းထက်ပိုပါလေ။ဒါဟာကျွန်ုပ်တို့ရဲ့ရည်မှန်းချက်များပြည့်မီရန်အတွက် ရရှိနိုင်သောအချိန်ကိုညီတို့အကောင်းဆုံးအသုံးချရမည်ကိုစီမံခန့်ခွဲခြင်းဖြစ်ပါလေ။အချိန်စီမံခန့်ခွဲမှုရဲ့အကျိုးကျေးဇူးများသိပ္ပီစီမှုရောင်းနေခြင်းအချိန်ကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်သောအခါအလုပ်များကိုနောက်ဆုံးအချိန်တွင်လုပ်ဆောင်ရသောဖိအားများရောင်းနေသွားပါလေ။ဤတို့ဖြင့်စိတ်ဝင်စားမှုလျော့နေပြီးစိတ်ပန်းဆိုင်ရာကြမ်းမာရေးလည်းတိုးတက်လာပါတယ်။ ထောက်လုံနိုင်စွာတိုးတက်ခြင်း။ကောင်းမွန်သော အချိန်စီမံခန့်ခွဲခြင်းကပုံမထီရစွာလုံလုံစင်နိုင်ပြီးအချိန်တိုးတွင်ပုံပုံမြတ်ပြသောအလုပ်များကိုပြည့်စုံစေပါမည်။ဦးစားပေးအလုပ်များကိုအယုံဆိုင်ခြင်းဖြင့်အရေးကြီးသောအလုပ်များကို အချိန်မီပြည့်စုံနိုင်စေပါသည်။အခွင့်အလမ်းများပုံမရရှိခြင်း။အချိန်ကိုစနစ်တကျအသုံးချတတ်သူများသည်အတိတ်သောခွင့်အလမ်းများပုံမရရှိပါသည်။ အချင်းကိုထိချုပ်နိုင်သောအခါအခြားရန်များအတွက်အချင်းပိုးရလာပြီးအခွင့်အလမ်းအသစ်များကိုအသုံးချနိုင်စွာပုံမိုးရှိလာပါတယ်။သက်ဆိုင်ရေးများတိုးတက်ခြင်းအချင်းကိုကောင်းမွန်စွာစေမခံဝဲခြင်းဖြင့်မိသားစုအငယ်ချင်းများနှင့်အတူရှိရန်အချင်းပိုးရလာပါတယ်။ဒီအတွက်ပုံမိုးအေးသွေးမြင့်မားသောသက်ဆိုင်ရေးများဖန်တီးနိုင်ပါတယ်။တက်မှရေးတိုးတက်ခြင်းအချင်းကို တနင်္လာရစီမံခန့်ခွဲခြင်းဖြင့်ကောင်းမွန်သောအစားအသောက်လုံခြုံမှုနှင့်အနာယူခြင်းတွေအတွက်ချိန်ကိုရှိလာပါတယ်။ဒီအတွက်ရုပ်ပိုင်းဆိုင်ရာနေစိတ်ပိုင်းဆိုင်ရာကျန်းမာရေးတိုးတက်လာစေပါတယ်။အချိန်စီမံခန့်ခွဲမှုနည်းလမ်းများဒီမှန်းချက်သတ်မှတ်ခြင်းအချိန်စီမံခန့်ခွဲမှု၏အခြေခံကြသောအစစ်မှာရှင်းလင်းသောညီမှန်းချက်များသတ်မှတ်ခြင်းဖြစ်ပါတယ်။သင်မလုပ်ခြင်းသလဲ ဘယ်နေရာရောက်ရှင်တယ်လဲဆိုတာသိမှသာအချင်းကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ် smart တည်ကြတော့လိုက်တာနိုင်တော့ရရှိနိုင်တော့သက်ဆိုင်တော့အချင်းကသက်ဆက်ရှိတော့ရိမှန်းချက်များသတ်မှတ်ခြင်းသည်အခြေခံကြပါတယ်ဦးစားပေးစင်သတ်မှတ်ခြင်းအလုံးအလုံးသည်အရေးကြီးသည်ဟု မဆိုနိုင်ပါအရေးကြီးသောအလုံးများနဲ့အရေးကြီးလုပ်ရမည့်အလုံးများကို ခွဲခြားသတ်မှတ်ရန်လိုအပ်ပါတယ် အီဇန်ဟောဝါမက်ထရစ်ကဲ့သို့သောနည်းလမ်းများကိုအသုံးပြုခြင်းဖြင့်အလုံများကိုအရေးကြီးအရေးမကြီးနဲ့အရေးတကြီးအရေးမတကြီးဟု၏အမျိုးအစားခွဲနိုင်ပါသည်အချင်းစရာရေးဆွဲခြင်းနေ့စဉ်အပတ်စဉ်လစဉ်အချင်းစရာများရေးဆွဲခြင်းသည်အချင်းကိုကောင်းမွန်စွာစိတ်မခံခွဲရန်အထောက်အကူဖြစ်စေပါသည်ရက်ဆွဲမှတ်စု အွန်လိုင်းပြက်ကလေးများနဲ့အချိန်စီမံခန့်ဝဲမှုဆိုင်ရာ app များကိုအသုံးပြုခြင်းဖြင့်အချိန်စရားကိုစနစ်တကျဖိသိမ်းနိုင်ပါတယ်။ပိုမိုဒိုရိုနီလန်ပိုမိုဒိုရိုနီလန်သည်အချိန်စီမံခန့်ဝဲရာတွင်ထိရောက်သောနီလန်တစ်ခုဖြစ်ပါတယ်။၎င်းတွင်25မိနစ်ကြာအာရုံစိုက်အလုပ်လုပ်ပြီး5မိနစ်နာခြင်းဖြစ်ပါတယ်။၎င်းကို၄ချိန်ပြုလုပ်ပြီးနောက်ပိုရှည်သောနာခြင်း15မိနစ်ယူရပါတယ်။ အင်းနီလန်းကအချိန်တိုအတွင်းအလွန်အာရုံစိုက်စင်နိုင်ပြီးညတာသောနားစင်များပေးခြင်းဖြင့်စိတ်ပြည့်စုံမှုကိုကြောရှာပေးပါတယ်노후ပြောတတ်ခြင်းအချိန်စီမံခန့်ဝဲမှုတွင်노후ပြောတတ်ခြင်းသည်အလွန်အရေးကြီးပါတယ်မိမိ၏ရည်မှန်းချက်များနှင့်မကိုက်ညီသောတောင်းဆိုချက်များကိုမြင့်မတ်တတ်ရန်လိုအပ်ပါတယ် ။ဤသို့လုပ်ခြင်းဖြင့်အဓိကအလုပ်များအတွက်အချိန်ပိုရှိလာစေပါတယ်။လုပ်ငန်းတာဝန်များခွဲခြမ်းခြင်းကြည်မသောစီမံကိန်းများကိုသိငယ်သောအပိုင်းများအဖြစ်ခွဲခြမ်းခြင်းသည်၎င်းတို့ကိုပုံမစီမံနိုင်စေပါသည်။ဤသို့ပြုလုပ်ခြင်းဖြင့်အလုပ်ကိုစတင်ပုံမလွယ်ကူပြီးတိုးတက်မှုကိုမြင်သာစေပါသည်။အချိန်စီမံခံွဲမှုဆိုင်ရာအတားအဆီးများအချိန်ဆွဲခြင်းအချိန်ဆွဲခြင်းသည် အချင်းချင်းမှခဝဲမှုအကြီးမားဆုံးရန်သူတို့ဖြစ်ပါတယ်။၎င်းကိုကြော်လွှားရန်အတွက်အလုပ်ကိုစတင်ရန်ခက်ခဲရခြင်းအကြောင်းရင်းများကိုရှာဖွေဖော်ထုတ်ရန်လိုအပ်ပါတယ်။အလုပ်ကိုပုံမစိတ်ဝင်စားဝယ်ဖျံပြုလုပ်ခြင်းဖြင့်ကိုယ့်ကိုယ်ကိုစုချခြင်းတို့သည်အချင်းဆွဲခြင်းကိုကြော်လွှားရန်နည်းလမ်းများဖြစ်ပါတယ်။အာယုံပြောင်းခြင်း။အာယုံပြောင်းခြင်းသည်အချင်းစီမံခံဝတ်မှုကိုထိခိုက်စေသော နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ပုံသံ၊အီးမေးလ်အကြောင်းစာချက်များနှင့် လူမှုမီဒီယာတို့ဒီအလုံးမှာအာရုံပြစေပါတယ်။ဒီပြဿနာကိုဖြေရှင်းရန်အာရုံပြစေသောအရာများကိုဖယ်ရှားခြင်းအလုပ်လုပ်ချိန်တွင်ပုံအတံပိတ်ထားခြင်းနဲ့အလုပ်ကိုအပိုင်းလိုက်ခွဲရေးလုပ်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။လုပ်ငန်းတာဝန်ညာလွန်ခြင်းအလုပ်ညာလွန်ခြင်းသည်အချိန်စီမံခန့်ခွဲမှုကိုခက်ခဲစေပါတယ်။လုပ်ငန်းတာဝန်များကိုဦးစားပေးဆက်သတ်မှတ်ခြင်းအချို့အရာများကိုမြင့်ပယ်ခြင်းနဲ့လိုအပ်ပါက အခြားသူများထံလွှဲပြမေးခြင်းလို့ဖြင့်၎င်းပြဿနာကိုဖြေရှင်းနိုင်ပါတယ်။နေ့စဉ်ဘဝတွင်အခြေစိမ်းမှန်ခံရမှုအလေးအကျင့်များသောသောထားခြင်းမနက်သောသောထားခြင်းသည်တနေ့တာအတွက်အချိန်ကိုရရှိစေပါတယ်။မနက်ပိုင်းတွင်အာရုံစူးစိုက်မှုပိုကောင်းတတ်သဖြင့်အရေးကြီးသောအလုပ်များအတွက်အချိန်ယူနိုင်ပါတယ်။မနက်ခင်းတွင်အရေးကြီးသောအလုပ်များလှုပ်ဆောင်ခြင်းအပြင် မနက်ပိုင်းတွင်ဆရာထက်သန်မှုအမြင့်ဆုံးဖြစ်ပါတယ်။ထို့ကြောင့်အရေးကြီးဆုံးနှင့်အခက်အခဲဆုံးအလုပ်များကိုမနက်ပိုင်းတွင်လှုပ်ဆောင်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်။အချိန်ကိုမှတ်တမ်းတင်ခြင်း။တနေ့တာအတွင်းအချိန်ကိုမိတို့အသုံးပြုနေသည်ကိုမှတ်တမ်းတင်ခြင်းဖြင့်အချိန်ကုန်ဆုံးမှုပုံစံကိုနားလည်နိုင်ပါတယ်။ဤသို့လှုပ်ခြင်းဖြင့်မလိုအပ်တဲ့လှုပ်ဆောင်ချက်များကိုလျှော့ချနိုင်ပါတယ်။ဦးစားပေးအလုပ်စရင်ပြုလုပ်ခြင်း နေ့စဉ်အလုပ်စရင်းပြုလုပ်ခြင်းသည်ဦးစားပေးအလုပ်များကိုအာရုံစိုက်ရန်ကူညီပါသည်။အရေးကြီးဆုံးအလုပ်သုံးခုကိုသတ်မှတ်ပြီး၎င်းတို့ကိုဦးစားပေးလှုပ်ဆောင်ခြင်းဖြင့်အချိန်ကိုပိုမိုထည့်ရောက်စွာအသုံးချနိုင်ပါသည်။တစ်ခါတရံမဟုတ်ပါဟုပြောခြင်းအချိန်ကိုကောင်းမွန်စွာစိတ်မခံခွဲရန်တစ်ခါတရံမဟုတ်ပါဟုပြောရန်လိုအပ်ပါသည်။သင်ဦးစားပေးအလုပ်များနှင့်မပတ်ညီသောတာဝန်များတောင်းဆိုချက်များကိုမြင့်ပယ်တဲ့ရန်အရေးကြီးပါသည်။ အချင်းစီမံခန့်ခွဲမှုအတွက်ဤပညာအသုံးပြုခြင်းအချင်းစီမံခန့်ခွဲမှုအတွက်ဤပညာအသုံးပြုခြင်းသည်ပုံမှန်ထရောက်သောအလုံးလုံးနိုင်ရန်ကူညီပါသည်အချင်းစီမံခန့်ခွဲမှုအက်များအွန်လိုင်းပြက္ခဒိများ to do list အက်များနှင့်အခြားသော digital ကရိယာများသည်အချိန်ကိုပုံမှန်ကောင်းမစွာစီမံခန့်ခွဲရန်အထောက်အကူဖြစ်စေပါသည်ညီကောင်ချုပ်အနေနဲ့အချင်းစီမံခန့်ခွဲမှုသည်ထရောက်သောဘဝတစ်ခုအတွက် အရေးပါသောကြွက်ကျင်မှုတစ်ခုဖြစ်ပါတယ်။ကောင်းမွန်သောအခြေစီမှခံဝဲမှုဖြင့်စိတ်ပြေစေမှုပျော်နေခြင်းထုတ်လုပ်နိုင်စွာလိုတဲ့ခြင်းနဲ့အခွင့်အလမ်းများပုံမရရှိနိုင်ခြင်းတို့ဖြစ်ပေါ်လာပါတယ်။အထက်ပေါ်ပြပါညီလက်များဖြင့်လက်တွေ့ကျင့်သုံးခြင်းဖြင့်သိရင်အချိန်ကိုထိရောက်စွာစိမံခံခွဲနိုင်ပြီးပုံမအောင်မြင်သောဘဝကိုရရှိနိုင်ပါတယ် ဒီနေ့မှစ၍တင်းရင်အချိန်ကိုပုံမစနစ်တကျစီမံခံခွဲခြင်းဖြင့်တင်ပွားပုံမအောင်များတည်ဆောက်နိုင်ပါစေ။သုံးနှစ်နာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။